တနင်္သာရီမော့တောင်လမ်းပိုင်းပြန်ရဖို့ကြိုးပမ်းနေတဲ့စစ်တပ်နဲ့ PDF တို့ငါလာကြတဲ့အထိတိုက်ပွဲပြင်းထန်နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုန်တရေအတွက်အရေးပါတဲ့တနင်္သာရီမော့တောင်လမ်းပိုင်းပြန်လည်ရရှိဖို့အတွက်ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်နဲ့ PDF ပူပေါင်းတပ်တွေဟာငါလာကြတဲ့အထိတိုက်ပွဲပြင်းထန်နေကြတယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်တနင်္သာရီမော့တောင်လမ်းပိုင်းပြန်ရဖို့အတွက်တိန်ခွန်းရွာကိုအခြေပြုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဟာ ငါးလတာကြာမြင့်နေပြီဖြစ်ပြီးလက်ရှိအချိန်ထိလဲတိုက်ပွဲရဲ့ဆက်လက်ဖြစ်ပွားနေရလို့ဘိတ်ခရံအမှန်နဲ့တည့်ရင်ကသတင်းထုတ်ပြန်ပါတယ်။ငါးလတာတင်ထိတဲတိုက်ပွဲပေါင်း100ကျော်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကအရာရှိအပါဝင်ထိခိုက်သေဆုံးမှု150ခန်းရှိတယ်လို့ပီတီအေရေးပေါ်တွေဖက်ကလည်းထိခိုက်မှုရှိတယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းမြေပြင်စစ်ကူတွေလည်းပေးပို့နေပြီးလေယံ drone တို့အနေနဲ့လည်းလေကြောင်းပစ်ကူတွေပေးနေရကြောင်း၎င်းကဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းထိုင်းဘက်ကမြန်မာကိုပြန်ပို့ချိန်စစ်မုံထမ်းပါသွားတဲ့တပ်သား12ဦးလက်နက်နဲ့တကွ KNL တပ်ရင်းစစ်တပ်ထံအလင်းဝင်လာပါတဲ့